ဒါကဆောက်လုပ်ရေးနည်းပညာအစ်စ်တစ်မျိုးဖြစ်ပါတယ်။တန်ချောင်းတွေတက်ဆင်ထားတဲ့တံများကိုတည်ယူသွားလို့ရတဲ့ hydrolysis 3B တစ်သားတည်းကိုတိုက်ရိုက်ဖိသွင်းလိုက်တာပဲဖြစ်ပါတယ်။ဒီလိုပြုလုပ်ခြင်းအပြင်တစ်သားတိုင်းတွေကိုခိုင်ခိုင်မာမာချိတ်ဆက်ပေးနိုင်ပါတယ်။ဒီလုပ်ငန်းစဉ်ရဲ့နောက်ွယ်ကအလုပ်လုပ်ပုံစနစ်ကတော့ hydrolysis နဲ့တံမိုးပေါင်းဒါစင်ချီကိုတစ်တိုင်းတည်းကိုအားနဲ့ထိုးသွင်းတာမျိုးနဲ့ဆင်တူပါတယ်။ဒီနည်းပညာကိုတစ်သားတိုင်းနဲ့တိုင်းဒါမှမဟုတ်ပိုပြီးချိတ်ဆက်ဖို့အထူးတလက်ဒီဇိုင်းဆွဲထားတာပဲဖြစ်ပါတယ်။အသုံးပြုတဲ့အခါမှာလည်းတံများကိုတစ်သားတိုင်း ုင်တွေကြားထည့်ထားပြီး hydrolysis ကတန်ပေါင်းများစွာသောဖိအားကိုတုံးကတန်များကိုတသားမြင်တဲ့အထိနက်နက်ဆိုင်ဆိုင်စိုက်သွင်းပေးလိုက်တာဖြစ်ပါတယ်ဒီလိုနက်ဆိုင်စွာစိုက်သွင်းလိုက်တဲ့အတွက်တသားတိုင်တွေကြားကအဆက်တွေဟာတင်းကျပ်တဲ့စပိုင်းဆိုင်ရာချိတ်ဆက်မှုဖြစ်လာပြီးတန်ပေါင်းများစွာသောအလေးချိန်ကိုခံနိုင်ရှိသွားပါတယ်ဒီနီလန်းကအထူးသဖြင့်တသားအိမ်ဆောက်လုပ်ရေးအတွက်တင့်တော်ပါတယ်ရိုးရာဝက်ဦးနဲ့ချိတ်ဆက်မှုနည်းတွေနဲ့ရှင်ရင်ဒီနီးပညာကချိတ်ဆက်အားကို85ရာခိုင်နှုန်းအထိတိုးမြင့်ပေးနိုင်ပြီးထုတ်လုပ်မှုထိရောက်ဖို့ကိုလည်းမြင့်တင်ပေးက ာလုပ်သားစေကိုလည်းတိတိတတ်တာလျှော့ချပေးနိုင်ပါတယ်မိษွေတို့အနေနဲ့ရောဒီနည်းပညာကအနာဂတ်မှာတကယ်ပဲအသုံးဝင်လာနိုင်တဲ့နည်းပညာတစ်ခုဖြစ်မယ်လို့ထင်ပါသလားဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုရင်ကျွန်တော်တို့ရဲ့ Creative Studio လေးကို Like and Follow လုပ်ခဲ့ပေးကြပါဦးနော်